နိုဘယ်ဆုရှင်ယူနော့ဟာအစ္စလာမစ်အာဏာသိမ်းရေးကိုဥဆောင်နေပြီလားဘင်္ဂလားဒေ့ရှ်အပေါ်ပါကစ္စတန် ISI နဲ့တူရကီတို့ရဲ့ဩဇာလွန်မှုမူအခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် ဘင်္ဂလားဒေ့ရှ်မှာတိတ်တဆိတ်အာဏာသိမ်းမှုဖြစ်ပွားနေပြီလားလို့မေကွန်ထောက်ရမယ့်အခြေအနေဖြစ်နေတယ်လို့ Asia Times သတင်းဆောင်ဝါကဖော်ပြထားပါတယ်။နောက်ွယ်မှာကြိုးကင်သူဟာတချိန်ကငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ခဲ့တဲ့မိုဟာမက်ယူနိုဖြစ်ပြီးလက်ရှိမှာ Islamist ရိမ်းတဲ့အုပ်ချုပ်ပုံကိုဦးဆောင်နေသူအဖြစ်ဝေဖန်ခံရတယ်လို့ဆိုပါတယ်။ယူနိုအစိုးရအဖွဲ့ဟာလူသားမျိုးနွယ်အားစန့်ကျင်သည့်ရာဇဝတ်မှုစွဲချက်များနဲ့ လက်ရှိနဲ့အငိမ့်စားစစ်တပ်အရာရှိ25ဦးကိုစွဲချက်တင်ခဲ့ပြီးအမှုရင်ဆိုင်နေရပါတယ်။ဒေသခံမီဒီယာတွေကစစ်အကြီးအကဲတွေအပါအဝင်အရာရှိ150ကျော်ပြစ်မှတ်ထားခံနိုင်ရတယ်လို့ဖော်ပြထားပါတယ်။ဒီလိုမလို့သူတွေကိုဖယ်ရှားရှင်းလင်းတာဟာဘင်္ဂလားဒေ့ရှ်ရဲ့ဘာသာရေးမနွယ်တဲ့စစ်တပ်ကိုအသွင်ပြောင်းဖို့နဲ့စစ်တပ်အတွင်းမှာ အီရန်ရဲ့ IRGC ကဲ့သို့ Islamist တော်လှန်ရေးတပ်မတော်ဟူတဲ့အယူဝါဒကိုအစားထိုးဖို့ရည်ရွယ်ပုံရတယ်လို့လေ့လာသူတွေကသတိပေးထားပါတယ်။ပါကစ္စတန်ရဲ့ထောက်လှမ်းရေးအဖွဲ့ ISI နဲ့တူရကီထောက်လှမ်းရေးအဖွဲ့တွေဟာယူနိုအစိုးရအဖွဲ့ကိုကြားဝင် ချက်လည်နေတဲ့ပြည်ပအင်အားစုတွေဖြစ်နိုင်တယ်လို့သတင်းများကဖော်ပြပါတယ်။ဆော်ရီနဲ့ကာတာတို့ကရမငွေထောက်ပံ့ပေးထားတဲ့အဖွဲ့အစည်းတွေဟာ ဘင်္ဂလီရိုဟင်ဂျာဒုက္ခသည်စခန်းများတွင်လှုပ်ရှားနေပြီးအဲ့ဒီစခန်းတွေဟာဂျီဟတ်အဖွဲ့များအတွက်တပ်သားသစ်စုဆောင်ရာနေရာဖြစ်လာတယ်လို့လည်းသတင်းထွက်နေပါတယ်။ယူနိုအစိုးရအဖွဲ့ဟာတော်လိုင်းအစိုးရဖြစ်ကြညာဖို့စီစဉ်နေတယ်လို့နိုင်ငံရေးနဲ့စစ်ရေးအတိုင်းအဝိုင်းတွင်ပြောနေကြပါတယ်။ဒီအစီအစဉ်ရာတိစဲဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီးအီရန်လိုမျိုးတံတရနဲ့စစ်တပ်အကြီးအကဲတွေကိုဖန်ရှားနိုင်တဲ့လောက်ပိုင်ခွင့်မျိုးပြောင်းလဲဖို့ဖြစ်နိုင်တယ်လို့ထင်ကြေးပေးမှုတွေဖတ်ပေါ်နေပါတယ်။ လက်ရှိစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီးဝါကာဥစာမန်နဲ့သူ့ရဲ့ခိတ်သီးလက်ထောက်တွေရင်ုံနှောက်ပိတ်နေတာကြောင့်ယူနော့ရဲ့အစီအစဉ်မှာသူတို့လဲပါဝင်ပတ်သက်နေသလားဆိုတဲ့စိုးရိမ်မှုတွေမြင့်တက်လာခဲ့ပါပြီ။ဂျီဟတ်တွေရဲ့တိုက်ခိုက်နိုင်ခြေရှိတဲ့ဆိုတဲ့သတိပေးချက်တွေကြောင့်ဒါကာမြို့တော်ရှိ အမေရိကန်တန်ယုံအနီးဝင်းကျင်မှာလုံခြုံရေးတင်းကျပ်ထားရတယ်လို့သိရှိရပါပြီ။ယူနော့ဤအခမ်းအနားနဲ့ဒီမိုကရေစီချိန်ချောင်းမှု မိုဟာမက်ယူနိုဟာတစ်ချိန်ကရမန်ဘန်ကိုတီချောင်းပြီးမိုက်ခရိုချင်းွေစနစ်နဲ့ဆင်းရဲမွဲတေမှုကိုတိုက်ခတ်ခဲ့သူအဖြစ်ကမ္ဘာအသိမှတ်ပြုခံရသူဖြစ်ပါတယ်။အခုလိုမျိုးအစ္စလာမစ်ရိမ်းတဲ့နိုင်ငံရေးလှုပ်ရှားမှုကိုဥစားနေတယ်လို့စွပ်စွဲခံရတာဟာအလွန်မဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။စစ်အရာရှိတွေကိုရာဇဝတ်မှုစွဲချက်တွေနဲ့အစုလိုက်ပြုံလိုက်ဖယ်ရှားတာဟာဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ဖွဲ့စည်းပုံနဲ့ဘာသာရေးမလွယ်တဲ့အခြေခံမှုကိုစနစ်တကျဖျက်ဆီးဖို့စ조사နေတာဖြစ်နိုင်ပါတယ်။ ဒီလောက်ရဟာအာနာကိုစစ်တပ်ကနဲ့ဘာသာရေးအုပ်စုတွေစီကိုလွှဲပြောင်းမေးဖို့လမ်းခင်းနေတာဖြစ်တယ်လို့သုံးသပ်နိုင်ပါတယ်။ဒေတာအတွင်းလုံခြုံရေးအပေါ်တရားမှုဘင်္ဂလားဒေ့ရှ်ဟာတူရကီနဲ့ပါကစ္စတန်တို့နဲ့ပုံမနီးကပ်ပြီးအစ္စလာမစ်ရင်းနဲ့အစိုးရဖြစ်လာရင်အိန္ဒိယရဲ့အရှေ့ဘက်နယ်စပ်လုံခြုံရေးကိုကြီးမားစွာထိခိုက်စေမှာပဲဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်မှာအစ္စလာမစ်လှုပ်ရှားမှုတွေတိုးပွားလာနိုင်ပါတယ်။ ။ဒင်္ဂလီဒုက္ခသည်စခန်းတွေဟာဂျီဟာအဖွဲ့တွေအတွက်စူဆောင်းရေးနေရာဖြစ်လာတဲ့ဆိုတဲ့သတင်းတွေဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်နဲ့ထိုင်းနိုင်ငံလိုအိမ်ကြီးချင်းနိုင်ငံတွေအတွက်ပါအစိုးရကွန်ရက်တွေပြန့်နှံ့လာမဲ့ချိန်ချမှုဖြစ်စေပါရဲ့။အယုံနိုင်ငံအတွက်တော့ဘင်္ဂလားဒေ့ရှ်မတည်ငြိမ်မှုဟာအိန္ဒိယရဲ့လွန်ပုံမှုကိုဟန်တားပေးနိုင်တဲ့ကောင်းကျိုးရှိသလို၎င်းရဲ့စီးပွားရေးစီမံကိန်းတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရကိုပိုပြီးနှိခိုစေနိုင်တာမျိုးလည်းဖြစ်စေပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းဤတာဝန် နိုင်ငံတကာအတိုင်းဝိုင်းအထူးသဖြင့်အိန္ဒိယအမေရိကန်နဲ့အာဆီယံနိုင်ငံတွေအနေနဲ့ဒီအခြေအနေကိုအချိန်မီကင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ကြွမ်းကျင်သူတွေကသုံးသပ်ထားပါတယ်။ဘာသာရေးယူဝါဒကိုစစ်တပ်အတွင်ထိုးသွင်းပြီးဒီမိုကရေစီကိုဖျက်ဆီးမဲ့အလားအလာကို မျက်ကွယ်ပြုထားရင်ဒေသရင်းဘေးဒုက္ခရောက်နိုင်တယ်လို့လည်းသတိပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်အပေါ်ပါကစ္စတန် ISI နဲ့တူရကီတို့ရဲ့ဩဇာလွှမ်းမိုးမှု ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ1982ခုနှစ်မှာပါကစ္စတန်အရှေ့ပါကစ္စတန်ကနေခွဲထွက်ပြီးလွတ်လပ်ရေးရခဲ့တဲ့တမိုင်းကြောင်းရှိပေမဲ့ပါကစ္စတန်နဲ့တူရကီတို့ဟာဘာသာရေးနဲ့မဟာဗျူဟာမြောက်ချိတ်ဆက်မှုတွေကနေတဆင့်ဘင်္ဂလားဒေ့ရှ်ရဲ့ပြည်တွင်းရေးကိုလှမ်းမိုးဖို့ကြိုးစားနေတယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်။ပါကစ္စတန် ISI အခမ်းကဏ္ဍနဲ့တမိုင်းကြောင်းသတင်းစာမားမှာဖော်ပြထားတဲ့ဂျမတ်အီအစ္စလာမီပါတီဟာဘင်္ဂလားဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲ1981မှာ ပါကစ္စတန်ဘက်ကနေရပ်တည်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ဒီပါတီဟာဘင်္ဂလားဒေ့ရှ်ရဲ့ပင်မနိုင်ငံရေးမှာ အစ္စလာမစ်ဝါဒကိုမြင့်တင်ဖို့ဆက်လက်ကြိုးပမ်းနေပြီး ISI နဲ့တမိုင်းကြောင်းရနက်ဆိုင်နဲ့ဆက်ဆံရေးရှိပါတယ်။ပါကစ္စတန်ရဲ့ထောက်လိုင်းရေးအခွင့် ISI ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံကိုအိန္ဒိယစန့်ကျင်ရေးလှုပ်ရှားမှုတွေအတွက်နောက်ခွေးလမ်းကြောင်းတစ်ခုဖြစ်အသုံးပြုဖို့အစဉ်အမြဲကြိုးစားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာအစ္စလာမစ်ဆိုရတဲ့ရက်တက်လာမယ်ဆိုရင် အိန္ဒိယကိုဝိုင်းရံတဲ့ပါကစ္စတန်ရဲ့မဟာဗျူဟာကိုအထောက်အကူပြုစေမှာဖြစ်ပါတယ်။ ISI ဟာ GI ပါတီနဲ့အခြားဆွေးနွေးဖွဲ့စည်းတွေကိုဗန္ဒာရေးအရာရောအယူဝါဒရေးရာအရာပါထောက်ပံ့ပေးပြီးဘင်္ဂလားဒေ့ရှ်ရဲ့ဘာသာရေးမနွယ်တဲ့အခြေခံမှုကိုပြတ်ပြားစေဖို့ရည်ရွယ်တယ်လို့သုံးသပ်ရပါတယ်။တူရကီဩဇာရမ်မိုမိုနဲ့တိုးချက်လာသောအခန်းကဏ္ဍ ူရကီဟာတံမရအာရိုဂန်လက်ထက်မှာမွတ်စလင်ကဘာအတွင်းမှာသူ့ရဲ့ဩဇာအာဏာကိုချက်ထွင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။ဥရောပအရှေ့လယ်ပိုင်းနဲ့တောင်အာရှဒေသတွေမှာပါ တူရကီရဲ့တန်တမန်ရေးစီးပွားရေးနဲ့ယဉ်ကျေးမှုအရဝင်ရောက်ဆက်ကပ်မှုတွေတိုးလာတာကိုတွေ့ရပါတယ်။ယူနိုရဲ့အစိုးရအဖွဲ့ကိုတူရကီကနောက်ွယ်ကနေခြေလှမ်းနေတယ်လို့သတင်းဆောင်မှာဖော်ပြထားပါတယ်။ ဒါဟာအစ္စလာမစ်အယူအဆရေးရာအရာပေါင်းစည်းထားတဲ့နိုင်ငံရေးမဟာမိတ်တရက်ကိုတိဆောက်ဖို့တူရကီကစ조사နေတယ်ဆိုတာကိုပြသနေပါတယ်။တူရကီအစိုးရနဲ့ဆက်ဆက်နေတဲ့ NGO များဟာဘင်္ဂလားဒေ့ရှ်အပါအဝင်အာရှနိုင်ငံတွေမှာလူမှုရေးလုပ်ငန်းတွေနဲ့ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေအတွက်ငွေကြေးထောက်ပံ့ပြီးဒေသခံနိုင်ငံရေးအသိုင်းအဝိုင်းကို၎င်းတို့ရဲ့အတွေးခေါ်တွေနဲ့လွှမ်းမိုးဖို့လှုံ့ဆော်နေကြတယ်လို့လိလာသူတွေကသုံးသပ်ကြပါတယ်။နိုင်ငံတကာမဟာဗျူဟာတိုက်ပွဲ ပါကစ္စတန်တူရကီနဲ့မဟာမိတ်ဖြစ်နိုင်တဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတရက်တက်လာရင်အိန္ဒိယရဲ့လုံခြုံရေးနဲ့ပထဝီနိုင်ငံရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုရှိပါလိမ့်မယ်။ဒါကြောင့်အိန္ဒိယဟာဘင်္ဂလားဒေ့ရှ်ရဲ့အခြေအနေကိုအနီးကပ်စောင့်ကြည့်ပြီးတန်ပြန်လှုပ်ဆောင်မှုတွေလှုပ်လာဖို့အလားအလာရှိပါတယ်။ယူနိုအစိုးရအဖွဲ့ဟာစစ်တပ်အတွင်းကိုအီရန် IRGC ပုံစံလိုမျိုး Islamist တော်လှန်ရေးတပ်ဖွဲ့အဖြစ်အသွင်ပြောင်းဖို့ရည်ရွယ်တယ်ဆိုတဲ့သုံးသပ်ချက်ဟာ ဒီဖြစ်စဉ်ဟာဒေတာရင်းနဲ့ကမ္ဘာလုံးဆိုင်ရာအစ္စလာမစ်နိုင်ငံရေးလှုပ်ရှားမှုရဲ့ဒစိုက်တပိုင်းဖြစ်နိုင်တယ်ဆိုတာကိုပြသနေပါဗျ။မိုဟာမက်ယူနိုအီမိုက်ခရိုချင်းဝေစနစ်ပေါ်ဝေဖန်မှုများဆွေးနွေးချက်မိုဟာမက်ယူနုကို1986ခုနှစ်မှာဘင်္ဂလားဒေ့ရှ်မှာစတင်ခဲ့တဲ့ Garment Bank ကျင်းလက်ပံနဲ့တူတီထွင်ခဲ့တဲ့ Micro Chain ငွေစနစ်ကြောင့်2006ခုနှစ်မှာငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ခံခဲ့ရပါတယ် ဒီစနစ်ရဲ့အဓိကရည်ရွယ်ချက်ကတော့စင်ရန်နန်းပါးသူတွေအထူးသဖြင့်အမျိုးသမီးတွေကိုအပေါင်ပစ္စည်းမလိုပဲသိငယ်တဲ့ငွေပမာဏချင်းငါပဲပြီးကိုယ်လုပ်ငန်းကိုလုံလိုက်အောင်ကူညီဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီစနစ်ဟာကမ္ဘာတစ်ဝန်းမှာကျယ်ပြန့်လာတဲ့အခါမှာတော့အောင်မြင်မှုတွေရှိသလိုပဲပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့လည်းရင်ဆိုင်ခဲ့ရပါတယ်။အဓိကဝေဖန်မှုများ အတိုးနှောင်းမြင့်မားခြင်း မိုက်ခရိုချင်းွေအဖွဲ့အစည်းအများစုဟာတမာရိုးကြပန်တွေထက်အများကြီးပိုများတဲ့အတွုံးလုံးတွေကိုကောက်ခံလေးရှိပါတယ်။ဝေဖန်သူတွေကဒီအတွုံးလုံးတွေဟာစင်းရဲနမ်းပါးသူတွေကို ပိုပြီးကျွေးမိထောင်ကျောက်ထဲကိုဆွဲသွင်းနိုင်တယ်လို့စွပ်စွဲပါတယ်။ယူနိုရဲ့ဂါမန်ဘန့်ကိုတိုင်ကတခြားသောစီးပွားဖြစ် MFIS တွေထက်အတွုံးလုံးနည်းပါးအောင်ထိန်းထားပေမဲ့စနစ်တစ်ခုလုံးကိုတော့ဒီပြဿနာကလွှမ်းမိုးထားပါတယ်။ကျွေးမိထက်တိုးခြင်း ချင်းငွေယူသူတအူးဟာချင်းငွေတစ်ခုကိုပြန်ဆက်ဖို့အတွက်နောက်ထပ်ချင်းငွေတစ်ခုကိုအခြား MFIS ပစ္စည်းကထပ်ယူရမျိုးတွေဖြစ်လာပါတယ်။ဒီလိုနဲ့အကျွေးရပြီးပြီးချင်းငွေကိုအတိုးနဲ့တကွပြန်မဆက်နိုင်တော့ပဲစီးပွားရေးရပိုဆိုးတဲ့အခြေအနေကိုရောက်သွားတာမျိုးတွေရှိပါတယ်။စိမ်းရဲမှုကို အမှန်တကယ်မဖြစ်ရှင်းနိုင်ခြင်း။တချို့လိလာမှုတွေကမိုက်ခရိုချင်းငွေဟာစိမ်းရဲနံပါတ်မှုအဆင့်ကိုတိတိတသားရှင်းချနိုင်ခြင်းမရှိဘူးလို့ဖော်ပြပါတယ်။ ချင်းွေဟာစီးပွားရေးလုပ်ငန်းငယ်လေးတွေစတင်ဖို့ကူညီပေးနိုင်ပေမဲ့အခြေခံကြားရပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့အခြေခံအဆောက်အဦပြဿနာတွေကိုမဖြေရှင်းနိုင်တဲ့အတွက်ရေရှည်မှာခိရောက်မှုနည်းတယ်လို့ဝေဖန်ကြပါတယ်။လူမှုရေးဖိအားများ Government Bank ရဲ့စနစ်မှာချင်းွေယူသူအမျိုးသမီးအုပ်စုတွေဟာအချင်းချင်းကျွေးမီပြန်ဆက်ရေးအတွက်တာဝန်ယူရတဲ့ပုံစံမျိုးကိုအသုံးပြုပါတယ်။ဒါပေမဲ့ဝေဖန်သူတွေကဒါဟာငွေပြန်မဆက်နိုင်သူတွေအပေါ်အခြားအုပ်စုဝင်တွေက လူမှုရေးအရအဆက်ရစေဖို့နဲ့ဖိအားပေးစေဖို့ဖြစ်စေရလို့ထောက်ပြကြပါတယ်။ယူနော့အပေါ်နိုင်ငံရေးအရအဝေဖန်မှုများယူနော့ဟာမိုက်ခရိုချင်းဝေစနစ်ကြောင့်နိုဘယ်ဆုရှင်ဖြစ်ခဲ့ပေမဲ့ဘင်္ဂလားဒေ့ရှ်အာဏာရအဝါမီလိဂ်ပါတီနဲ့ဝန်ကြီးချုပ်ဆိုင်ဟာစီနာရိုရဲ့ပြစ်မှတ်ထားဝေဖန်တိုက်ခိုက်ခြင်းကိုခံခဲ့ရဖို့ပါတယ်။ ဆိုင်ဟာစီနာအစိုးရဟာဂါမန်ဘန့်နဲ့ယူနိုရဲ့လုပ်ငန်းတွေကိုဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့တရားဝင်မှုစီးမြင်တွေနဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေလွှတ်ဆောင်ခဲ့မှုပါတယ်။ယူနိုဟာနိုင်ငံရေးလောကထဲဝင်ရောက်ဖို့ကြိုးပမ်းခဲ့မှုတာကြောင့်နိုင်ငံရေးပြိုင်ဘက်တွေကသူ့ကိုဝေဖန်ခဲ့ကြပြီးအစိုးရကသူ့ကိုဂါမန်ဘန့်ရဲ့ညွှန်ကြားရေးမှူးချုပ်ယာဒူကနဲ့နှုတ်ထွက်ဖို့ဖိအားပေးခဲ့ပါတယ်။လက်ရှိမှာနိုဘယ်ဆုရှင်ယူနိုဟာအစ္စလာမစ်အာဏာသိမ်းရေးကိုဥဆောင်နေတယ်လို့စွပ်စွဲခံနေရတဲ့အခြေအနေဟာ သူ့ရဲ့ပရဟိတနဲ့စီးပွားရေးလုပ်ငန်းသမားပုံရိပ်ကနေနိုင်ငံရေးဘာသာရေးဆိုင်ရာဩစာကြီးမားတဲ့ပုံကိုပုံရိပ်စီကိုပြောင်းလဲသွားတာကိုပြသနေတယ်လို့သုံးသပ်နိုင်ပါတယ်။အခုတင်ပြချက်အပေါ်မှာမိတ်ဆွေတို့ရဲ့သုံးသပ်ချက်များကိုလည်း comment ကနေတစ်ဆင့်မျှဝေပေးကြပါအောင်နော်။အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ကမ္ဘာအရေးမြမအရေးသတင်းများစွာကိုနားဆင်ဖို့အတွက်သတင်းခေတ် channel ကို like and subscribe လုပ်ပြီးဘေးနားက notification bell ကိုလည်းနှိပ်ထားကြဖို့မမေ့ကြနဲ့နော်။ကြီးစုသူများအားလုံးဘေးရန်ခတ်သိမ်းကင်းရှင်းကြပါစေရှင်။